အာရှရဲ့ထိပ်တန်းဂျီလိဂ်နဲ့ဥရောပလိဂ်များတွင်ကစားနေကြသောမြန်မာနယ်ဖွားကစားသမားများအားလုံးပဲမင်္ဂလာပါခင်ဗျာ TFP သားအားကစားမီဒီယာမှကြိုဆိုပါရခင်ဗျာဘောလုံးဆိုတာလူမျိုးဘာသာမရွေးချစ်ခင်တဲ့ကမ္ဘာလုံးဆိုင်ရာအားကစားတစ်ခုပါဒီနေ့မှာတော့မြန်မာအားကစားချစ်သူပရိသတ်တွေအတွက်မြန်မာနယ်ဖွားဘောလုံးသမား6ဦးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1တက်မီယာဂီပထမဆုံးအနေနဲ့မိတ်ဆက်ပေးချင်တာကတော့မြန်မာနဲ့ဂျပန်ကပြားကစားသမားတက်မီယာဂီဖြစ်ပါတယ် ူ့ရဲ့ဖခင်ဟာမြန်မာနိုင်ငံသားဗိတ်လူမျိုးတဦးဖြစ်ပြီးမိခင်ကတော့ဂျပန်နိုင်ငံကာဝါဆာကီမြို့ခံသူတဦးပါအသက်24နှစ်အရွယ်အရက်9ပေရှစ်လက်မရှိတဲ့တမ်မီယာကီဟာတိုက်စစ်ပိုင်းမှာဘဲတောင်ပန်းညာတောင်ပန်းနဲ့ဒုတိယတိုက်စစ်မှုနေရာတွေမှာကစားနိုင်တဲ့ဗတ်ဆုံသုံးကစားသမားတဦးပါလက်ရှိအချိန်မှာဂျပန်ဂျေလိတရဲ့ထိတ်တန့်ကလပ်ကာဝါဆာကီဖရွန်တဲအသင်းမှာကစားနေပြီးဒီယာဒီမှာစုစုပေါင်း6ပွဲကစားထားကာနှစ်ဂိုးတွင်းယူထားပါတယ်ပြီးတော့ တမီယာဂီဟာကာဝါဆာကီဖရွန်နယ်အသင်းရဲ့အကယ်ဒမီထွက်ကစားသမားဖြစ်ပြီးဂျပန် U16 U19 အသင်းတွေနဲ့အတူကစားဘူးပါတယ်။ဒါအပြင်ဂျပန်ဂျီလီနှစ်ကလပ်တွေဖြစ်တဲ့ယာမာဂါတာ၊နာဂါဆာကီနဲ့တိုယာမာအသင်းတွေမှာအနာတော့ရောက်ကစားခဲ့ဘူးလားကြောင့်ဂျပန်ဘောလုံးလောကမှာအတွေ့အကြုံများစွာရှိတဲ့ကစားသမားတအူးလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့တမီယာဂီဟာမြန်မာနဲ့ဂျပန်နှစ်နိုင်ငံကိုစားပြုကစားခွင့်ရှိနေပါတယ်။နံပါတ်1ကောင်းဆန်မြတ် နောက်ထပ်မြန်မာနယ်ဖွာကစားသမားတဦးကတော့ဂိုးသမားကောင်းဆန်မြဖြစ်ပါတယ်သူဟာမြန်မာနိုင်ငံသားရခိုင်လူမျိုးမိဘများမှမွေးဖွားလာသူဖြစ်ပြီးမြန်မာနိုင်ငံသားစစ်စစ်တဦးဖြစ်ပါတယ်အသက်23နှစ်အရွယ်အရက်6ပေ3လမအထိရှိတဲ့ကောင်းဆန်မြဟာဂိုးသမားတဦးအနေနဲ့အရက်အမောင်းကအားရဖို့ကောင်းပါတယ်လက်ရှိမှာဂျပန်ထိပ်တန်းလိဂျီလိတကလက်မာချီတာအတင်းမှာကစားနေပါတယ်ဂျိုဗာဒီယူ78အတင်းဆန်လိုတက္ကသိုလ်အတင်းတို့မှာလက်စွမ်းပြခဲ့တာကြောင့် ဂျပန်ထိပ်သီးကလပ်မာချီဒါအသင်းကသူ့ကို အလားအလာရှိတဲ့လူငယ်တဦးအဖြစ်သုံးနှစ်စာချုပ်နဲ့ခေါ်ယူထားခဲ့တာပါလက်ရှိအချိန်မှာတော့မာချီဒါအသင်းမှာရောက်ရှိနေပြီးကစားခွင့်တော့မရသေးပါဘူးစီမီယာကိုသမားတွေများပြနေသေးတာကြောင့်ကောင်းဆန်များအနေနဲ့လက်ရှိမှာလူငယ်အသင်းတို့မဟုတ်အခြားအသင်းတွေစီအငှားတွားရောက်ကစားရဖို့ရှိနေပါတယ်သူ့ရဲ့အနာဂတ်လမ်းကြောင်းကိုစောင့်ကြည့်ရမှာပါနံပါတ်3တူရိန်ထွန်းမြမစစ်စစ်ကစားသမားလေးတူရိန်ထွန်းအကြောင်းဆက်ကြည့်ရအောင် တူရင်ထွန်းဟာမြန်မာနိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားလာတဲ့မြန်မာစစ်စစ်လေးဖြစ်ပါတယ်။အသက်16နှစ်သာရှိသေးပြီးကွင်းလယ်ကစားသမားတဦးပါလက်ရှိမှာပေါ်တူဂီတတိယဒန်လီကလပ်လာဂိုစ်အသင်းမှာကစားနေပြီးစုစုပေါင်း20ပွဲမိနစ်ပေါင်း9.96မိနစ်ကစားခွင့်ရထားပါတယ်။လာဂိုစ်အသင်းရဲ့ပွဲထွက်လူစည်းရင်းမှာပွဲနှိမ့်ငယ်သာပါဝင်ခွင့်ရသေးပြီးလူစားဝင်လူစည်းရင်းမှာပဲ အဓိကပါဝင်ခွင့်ရနေပါသေးတယ်ပြီးတော့တူရိန်ထွန်းဟာပေါ်တူဂီကလက်လိုလီတန်နို အသင်းရဲ့အကယ်ဒမီထွက်ကစားသမားဖြစ်ပြီးလိုလီတန်နို U16 အသင်းလိုလီတန်နိုဂျူနီယာအသင်းလိုလီတန်နိုစီနီယာအသင်းတို့မှာအဆင့်ဆင့်ကစားခွင့်ရခဲ့ဘူးပါတယ်လက်ရှိအချိန်မှာတော့လာဂို့စ်အသင်းမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့လာရောက်ကစားနေပါတယ်သူ့ရဲ့ငယ်ရွယ်တဲ့အသက်နဲ့ဥရောပမှာကစားနေရတာဟာဂုဏ်ယူစရာပါပဲနံပါတ်၄ဖွန်စမန် နောက်ထပ်မြန်မာနယ်ဖွာကစားသမားတဦးကတော့ဖွန်စမန်ဖြစ်ပါတယ်သူဟာမြန်မာနိုင်ငံချင်းလူမျိုးမိဘနှစ်ပါးမှမွေးဖွားလာသူပါအသက်20ဆက်တာရှိသေးတဲ့ချင်းတိုင်းရင်းသားလေးဖြစ်ပြီးအရက်6ပြည်နီးပါးအထိရှိပါတယ်ဖွန်စမန်ဟာဒိမတ်နိုင်ငံသားအဖြစ်ခံယူထားပြီးဒိမတ်ယူ16နဲ့ယူ16အတင်းတွေမှာလည်းကစားခဲ့ဘူးပါတယ်လက်ရှိမှာတော့ဒိမတ်လိ3ကလပ်၄စင်အတင်းမှာကစားနေပြီးပွဲထွက်ကစားခွင့်တွေရရှိနေပါတယ် ဖုန်စမန်ဟာလေးစင်အသင်းကိုမရောက်ခင်ကဒိမက်ကလပ်အပြလူငယ်အသင်းအပြယူဆက်6အသင်းတွေမှာကစားခဲ့ပါတယ်ပြီးတော့ဖုန်စမန်ဟာအပြအသင်းမှာကစားနေစဉ်တုန်းကရီယယ်မက်ဒရစ်နဲ့စပါကွင်းလယ်လူဟောင်းရာဖေ ဗန်ဒါဘက်ရဲ့လက်အောက်မှာစနစ်တကျတင်ကြခွင့်ရခဲ့တဲ့ကစားသမားတဦးဖြစ်ပြီးနမေကျော်နီးပြတ်တဦးရဲ့လက်ထွက်ကစားသမားလည်းဖြစ်ပါတယ်ပြီးတော့2020ခုနှစ်သူ့အသက်15နှစ်အရွယ်တုန်းကလည်းအဲ့ဒီတစနေ၄နှစ်သက်တမ်းရှိတဲ့စာချုပ်နဲ့စပွန်ဆာပေးခဲ့မှုပါတယ်ဒါဟာငယ်ရွယ်တဲ့ကစားသမားတဦးအတွက်အရန်ကိုကောင်းမွန်တဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်လက်ရှိမှာတော့ဖုန်စမန်ဟာဒိမတ်နဲ့မြန်မာနှစ်နိုင်ငံစလုံးအတွက်ကိုစားပြုကစားခွင့်ရှိနေပါတယ်။နံပါတ်5ဂျော်နီတန်ရှင်း နောက်ထပ်ချင်းတိုင်းရင်သားမြန်မာနွယ်ဖွားလေးဂျော်နီတန်ရှင်အကြောင်းဆက်လက်ကြည့်ရှုရအောင်ခင်ဗျဂျော်နီတန်ရှင်ဟာမြန်မာနိုင်ငံသားချင်းလူမျိုးမိဘမှမွေးဖွားလာပါတယ်အသက်၁၈နှစ်သာရှိသေးပြီးကွင်းလယ်ကစားသမားလေးတဦးပါလက်ရှိမှာနော်ဝေးထိပ်တန်းလေးအသင်းဖြစ်တဲ့ OS အသင်းရဲ့လူငယ်အသင်းဖြစ်တဲ့ OS Junior အသင်းနဲ့ OS U16 အသင်းတွေမှာကစားနေပါတယ် OS Junior အသင်းဟာ Norway League ရဲ့စတုထတန်းလေးအဆင့်မှာရှိပြီးလူငယ်ကစားသမားတွေကိုပြုစုပြောင်းထောင်ပေးတဲ့အသင်းဖြစ်ပါတယ်။ ဂျော်နီတန်ရှင်းဟာလည်းအကောင်းဆုံးနီးစနစ်ပံ့ပိုးမှုတွေနဲ့အတူအလားအလာကောင်းမွန်တဲ့လူငယ်ကစားသမားလေးအဖြစ်နော်ဝေးလိရဲ့အော့စ်လူငယ်အသင်းမှာခြေစွမ်းပြပြီးနောက်တဆင့်တက်လန်းနိုင်မှုကြိုးစားနေလျက်ရှိပါတယ်။နံပါတ်6ဒါဟန်ဆန်းနော့နောက်ဆုံးအနေနဲ့မိတ်ဆက်ပေးချင်တာကတော့ရှင်တိုင်ရင်သားလေးဒါဟန်ဆန်းနော့ဖြစ်ပါတယ်။အသက်20အရွယ်အရက်၅ပေ၈လက်မရှိပြီးကွင်းလေကစားသမားတဦးဖြစ်ပါတယ်လက်ရှိမှာတော့နော်ဝေးလိ၃အသင်းတင်းဖြစ်တဲ့ရန်နာအသင်းမှာကစားနေပါတယ် ဒါဟန်ဆန်နော်ဟာရန်နာအသင်းကိုမရောက်ခင်က နော်ဝေးလိလေးကလပ်မှုရှင်နာအသင်းမှာကစားခဲ့ပြီး2023 2024ရာသီမှာရန်နာအသင်းကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့မြန်မာနဲ့နော်ဝေးနှစ်နိုင်ငံစလုံးကိုကိုစားပြုကစားခွင့်ရှိနေပါတယ်။ ဒီကစားသမားတွေဟာမြန်မာနယ်ဖွားတွေဖြစ်ပြီးဥရောပနဲ့အာရှရဲ့လိတွေမှာခြေချခွင့်ရနေတာဟာမြန်မာနိုင်ငံအတွက်ဂုဏ်ယူစရာပါပဲသူတို့ရဲ့ဆွဲလုံလဝီးရနဲ့ကြိုးစားအားထုတ်မှုတွေဟာမြန်မာလူငယ်ပေါ်လုံးသမားတွေအတွက်အားကျအတူယူစရာဖြစ်လာစေမှာပါဒီနေ့မှာသူတို့တွေမြန်မာလက်ရွေးစင်အတင်းအတွက်ကစားခွင့်ရပြီးမြန်မာကုံဆောင်နိုင်မလားဆိုတာဆက်လက်စောင့်ကြပ်သွားရအောင်မှာဖြစ်ပါတယ်နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ကတော့အရာသမက်ပါခင်ဗျာ